ဟော့ပေါ်စားရင်မကြုံစဘူးတည်ထွင်ထားတဲ့ဥပျောက်နည်းလေးတစ်ခုကိုပြောပြပေးသွားမှာပါဒီဗီဒီယိုထဲမှာပြထားတဲ့နေလန်လေးကတော့တကယ်ကိုအံ့ဩစရာကောင်းပြီးအရသာရှိတဲ့နေလန်လေးပါအဲဒါကြောင့်ဟော့ပေါ်ဆန်ရောက်ရင်ဒါလေးကိုစမ်းကြည့်ဖို့မမေ့နဲ့နော်ဗီဒီယိုထဲမှာပြထားတာကတော့လူတစ်ယောက်ကကြက်ဟုတ်တစ်လုံးကိုယူပြီးတော့ဒိုနဲ့ဥကုံကိုအပေါက်လေးတွေဖောက်နေတာကိုမြင်ရပါတယ်အဲဒီလိုအပေါက်လေးတွေဖောက်ရတဲ့အကြောင်းရင်းကတော့ဥကိုပြုတ်တဲ့အခါဥကုံမကွဲအောင်နဲ့ဟော့ပေါ်ဟင်းရဲ့အရသာတွေကဥထဲကိုစိတ်ဝင်သွားအောင်လို့ပါ ဒီလိုအပေါက်လေးတွေဖောက်ပြီးတဲ့အခါမှာတော့ဦးကိုဟော့ပေါ်အိုးထဲမှာစူပွက်နေတဲ့ဟင်းရီပူပူလေးကိုထည့်ပြုတ်လိုက်ပါတယ်။အဲလိုပြောရင်ဦးအနှစ်ကခရင်လိုမျိုးနှူးညံ့ပြီးဦးအဖြူကဆေးဆိုးထားသလိုအယမ်းကိုချောမွေနေတာပါ။ဟော့ပေါ်ထဲမှာအခုလိုပြုတ်တာကလည်းအလားတူပဲဦးအနှစ်ကိုနှူးညံ့စေပြီးအရသာစိတ်ဝင်အောင်လုပ်ပေးနိုင်ပါတယ်။ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းဦးကိုအချိန်တော်ကြာပြုတ်ပြီးတဲ့အခါမှာတော့ပြန်ဆယ်ယူပြီးအခွန်ခွာလိုက်တာကိုမြင်ရပါတယ်။ အန်ဟောပြကောင်းတာကဥက္ကမဖောက်ထားတဲ့အပေါက်လေးတွေကနေဟောပေါ်ဟင်းရင်ရဲ့အနံ့ရတာနဲ့အပူဆက်တွေကဥအနှစ်အထိစိတ်ဝင်သွားတဲ့အတွက်ဥကပေါ်ပြီးစားလို့ကောင်းသွားတာပါပဲဥပြောက်ကိုပုံမှန်အတိုင်းပြုတ်စားတာတက်စားရင်ဟောပေါ်ဟင်းရဲ့အရသာတွေပါဝင်နေတဲ့အတွက်ပေါ်ပြီးထူးခြားတဲ့အရသာကိုရရှိစေပါတယ်